ဆောဗျာရဲ့ဆုံးမစကားလေးတစ်ခုမှတ်သားရအောင်နော်လေးဗရပဲရှိပါတယ်စကပိုက်ကလေးလေးပိုက်ကိုဟောထားတာနံပါတ်1ကသာဓုဓမ္မရုစီစာရာစာဟိုတိုင်းပြည်အုပ်ချုပ်တဲ့မင်းစိုးရာစာတွေဟာတဲ့ဓမ္မရုစီအမှန်တရားကို နှစ်သက်လက်ခံတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့ ਨੇ တော့တမ်းမြေအုပ်ချုပ်တဲ့ပုဂ္ဂိုလ်ဆိုတာသူကိုယ်တိုင်ကိုကတရားမျှတမှုရှိရမယ်မှတ်တရားကိုလက်ခံရမယ်လို့ဆိုလို့အဲ့ဒါမဟုတ်လို့ရှိရင်တတိုင်းတပြည်လုံးဟာမတရားတဲ့အလုပ်တွေဖြစ်လာနော်ဒါခေါင်းဆောင်ရာဇာလို့ပြောပြမိလို့ဟိုအကြောင်းတစ်ကြောင်းမှဆိုလဲပဲဥစည်းခေါင်းဆောင်လုပ်တဲ့ဟိုတက္ကသိုလ်ကြီးဆိုရင်ပမောက္ခချုပ်တို့ ဥဆောင်တဲ့ပုဂ္ဂိုလ်တွေပေါ့နော်ကောလိပ်တို့ဆိုလဲကျောင်းအုပ်ကြီးတွေပေါ့လူဖွဲ့စည်းတွေပါလဲပဲဥက္ကဋ္ဌဆိုတဲ့ပုဂ္ဂိုလ်တွေပေါ့နော်ဘယ်သူပဲဖြစ်ဖြစ်လူဖွဲ့စည်းတစ်ခုမှာခေါင်းဆောင်လုပ်တဲ့ပုဂ္ဂိုလ်သည်ဓမ္မရုစီမှန်တာကိုကြိုက်တဲ့လက်ခံတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်မှန်တရားကိုလက်ခံတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့နဲ့အဲ့ဒါမှဒီကောင်းကျိုးချမ်းသာတွေကိုဖြစ်စေတယ်ဒါဆုံးမစကားတစ်ခုပဲနော်တာတု

လူဖြစ်လာလို့ရှင်အသိပညာထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဒါမှကောင်းတယ်ပေါ့ဒါလဲပညာလို့ဆိုဒီမှာအခုတက္ကသိုလ်တို့ကောလိပ်တို့မှသင်နေတာဒါပညာမဟုတ်ဘူး subject matter တွေကိုသင်နေတာနော်အဲ့ဒါလဲသုတ္တနဲ့ပညာဒီနှစ်ခု꿰ဖို့လိုတယ်သို့တော့သုတ္တသင်တာကိုပဲပညာလို့ပြောနေကြတယ်꿰ကိုပြပြတော့ဆက်တော့ဆက်သွဲနေတာ အဲ့တော့တက္ကသိုလ်ဒီမှာသင်ထားတဲ့အာကိုဘယ်လိုပဲကောင်းတက်ကောင်းတက်ဘယ်လိုပဲကောင်းတက်ကောင်းတက်စီးပွားဆိုစီးပွားပညာလို့ဆိုကောင်းတက်ပေးမယ်လို့ subject matter ကိုသင်တာကိုသင်တာ subject matter subject matter ဆိုတာအစုပြုတဲ့အကြောင်းအရာတွေကိုသင်တာသီဝီရီတွေသင်တာနော် business ethic တို့ဘာတို့ business လုပ်ပုံလုပ်နည်းတို့ဒါတွေသင်တာတွေဟာအကုန်လုံးဟာ subject တွေပဲအကြောင်းအရာတွေကိုသင်တာ အဲ့ဒီအကြောင်းအရာတွေပေါ်မှာကိုယ်ပိုင်အသုံးချပြီးတော့ experience နဲ့လေ့လာသုံးသပ်လို့ထွက်ပေါ်လာတဲ့ result ကမှ wisdom အဲ့ကြမှာပညာဖြစ်မှာစဉ်းစားကြည့်လေစေပညာသင်တယ်စေပညာသင်ပြီးတော့ဘွယ်ကုံဆုံးသွားသည်ထီအောင်သင်ပြီးတော့ဒီဆရာဝန်ဖြစ်ပြီးတော့ဆရာဝန်ဆေးကုတဲ့အလုပ်ကိုမလုပ်ဘူးတပြင်းအလုပ်သွားလုပ်တယ်ဆို သူဆေးကုနိုင်သေးလားမကုနိုင်တော့နော်အဲ့သူသင်တာ subject matter ပဲသင်တာ subject matter က experience ဖြစ်လာမှ wisdom ဆိုတာဖြစ်တာသူကဒါပေမဲ့ experience ဖြစ်အောင်လုပ်ရတာပေါ့ဆက်ရတယ်ပေါ့ဟောက်စာချင်းဆင်းတယ်ဆိုတာဒါစာသင်ပြီး experience ဖြစ်အောင်လုပ်ရတယ်ဘယ်ရပဲဖြစ်ဖြစ်ဆရာဖြစ်လာတယ်ဆိုလည်းပဲသင်ကြားပို့ချမှုတွေတို့လက်တွေ့လှုပ်ဆောင်မှုတွေတို့လာမှပညာဆိုတာဖြစ်လာတယ် ို့တော့အဲ့ဒီပညာသည် subject matter နဲ့မကင်းနိုင်သည့်အတွက်ကြောင့်ပညာလို့ပဲခေါ်လိုက်တယ်။အကြောင်းနဲ့အကျိုးဒီနှစ်ခုရှိတယ်ပေါ့။အဲ့တော့ဘုန်းကြီးတွေလည်းမြတ်စွာဘုရားတရားတော်တွေသင်တာ subject matter ပဲသင်တာ။အခုပြောတာလည်း subject matter ပဲ။ subject matter ကိုကိုယ်ကိုယ်နှလုံးသွင်းပြီးတော့သိသိချာချာစဉ်းဉဏ်သုံးသပ်ကြည့်လို့ဖြစ်ပေါ်လာတဲ့အကြီးချမ်းမှ wisdom အဲ့ကြမှာပညာဖြစ်မှာ။ပညာဖြစ်လာမှာ။ တာတုပညာနာဝနရောတဲ့ဆိုလိုတာကသင်ပြီးဒီတိုင်းမထားရဘူးလေးလာသုံးသပ်ပါဆင်ញင်သုံးသပ်ရမယ်လို့ဆိုလိုတယ်အမှန်အမှန်ကိုသုံးသပ်တယ်ဆုံးဖြတ်တယ်ဒီတကယ်ဆိုထားတဲ့အဆိုမိန်တိုင်းတကယ်ဟုတ်သလားမဟုတ်ဘူးလားလက်တွေ့ခြားကြဆိုလိုတာကတော့ theory နဲ့ practical ပေါ့နှစ်ခုလို့ဒါအင်္ဂလိပ်စကားနဲ့ပြောလို့ theory နဲ့ practical လို့ပြောတာ လူတွေကလည်းဒါကြာမှုနောက်ဝရှိနေတော့အဲ့လိုမဟုတ်ဘူးဘုန်းကြီးတန်နဲ့ပြောရင် ပရိယတ်နဲ့ပฏิပတ်ပေါ့အဲ့ဒါကြတော့ old old modern ဖြစ်နေတော့လူတွေကသိပြီးတော့ခေါင်းထဲဝင်ညမဝင်မှာပရိယတ်ပฏิပတ်ဆိုတာဘုန်းကြီးစကားတွေလာပြောနေတယ်လို့အောင်မိတ်နေမှာဆိုတော့သီဝရီအဲ့ဒါတူတူပဲဒီနှစ်ခုကပရိယတ်တိနဲ့ပฏิပတ်တိဆိုတာနဲ့သီဝရီနဲ့ပြဋိကေတူတူပဲအတိဘယ် ပရိယတိဆိုတာသိယူခြင်းပฏิပတ္တိဆိုတာလက်တွေ့လှုပ်ဆောင်ခြင်းပဲเนาะအလုံးဟာဒီတိုင်းကြီးပဲသွားတာပဲအဲ့ဒီပရိယပฏิပတ်နှစ်ခုပေါင်းလိုက်လို့ထွက်ပေါ်လာတဲ့ယလကမှာ wisdom ပညာဖြစ်တယ်အဲ့တော့လူဖြစ်လာလို့ရှင်အရာခသိမှာအသိပညာရအောင်စ조사ဖို့လိုအပ်တယ်တဲ့ဒါသာဓုပညာနာဝနရောကိုကိုနေစင်တယ်အမြတတိရှိပြန်မယ် တတိရှိနေရမယ်ဆိုတာဘယ်ရမယ်ဖြစ်တတိမရှိအမှတ်ပဲနေလို့ရှင်အချိန်နေရတော့ကုံဆုံးသွားမှာပဲအခုကြည့်နေ2019နှစ်ကကုံသွားပြီမနေ့ကလို့ခဏရလို့ ਨੇ ကုံသွားလိုက်တာတော့ကြာမကြာခင်2020အလဲကုံတော့မှာပဲဒီလိုပဲ Happy New Year လုံးလုံးမှာဟိုမှာဟိုပဇာညောင်းတာမပြေသေးဘူးနောက်ထပ် Happy New Year လို့ဖို့ဖြစ်လာအောင်ပါကုံသွားတာမြန်တယ် ို့တော့အဲ့ဒီအတွင်းမှာကိုရလိုက်တာတွေကကုံသွားရချူနတ်အောင်ရလိုက်ဖို့လို့တော့ဘာပညာတွေငါရလိုက်တယ်လဲငါမှာအတွေ့အကြုံတွေပညာရည်တွေဘယ်လောက်ရတယ်လဲအဲ့ဒါအတွက်တတိထားပြီးတော့စ조사အထောက်အမယ်သာဓုပညာနဝနရောလူဖြစ်လာလို့ရှင်သိပညာရှိမှကောင်းတယ်သာဓုမိတ္တနာမတ်ထုတ်ပေါ်နောက်တတိယဘိုက်ကမိတ္တနာဆိုတာ မိတ်ဆွေတွေခမင်းရင်ဤသူတွေတုံးနဲ့တူသူကတယောက်ဂျေစုတယောက်ဂျေစုဆိုရှိတတ်တယ်တူဂျေစုဆိုပြုတ်ခဲ့ဘူးတဲ့ဂျေစုတွေမကဲညာအဲ့ဒီလိုမိတ်ဆွေမျိုးတွေ ਨੇ ပတ်သက်လာတဲ့အခါမှာအထုပ်ဘုံဂျေစုမကမ်းရဘူးမပြစ်မှားရဘူးဆိုရသူမိတ်ဆွေတွေထဲမှာတော့အရေးကြီးဆုံးမိတ်ဆွေကတော့အမေနဲ့အဖေပဲ මේ පිබෝම චේසුම ගන්නේ සයාරී බෝම චේසුම ගන්නේ සයාසයමාරි බෝම චේසුම ගන්නේ කුමේශවී චෙන්ෙන්නේම කෝ කුණි සංශෝටහරි චේසුම ගන්නේ චිසුටියා තිටයමේ ලුටරු සුළුරේ නො යමලු මියුරිය තමයිම චිසුටියා තිටටා ලොගෝ ටංශාර එවා කක ඕ සකයිනෙ පින්යානේ සකයි පින්යා කක ඕ ငခင်ညူလို့ခေါ်ရတမဲနော်ကြောစွာဘရင်ကအသင်ခေယဆော်ယုံကိုလှုပ်ချန်ခိုင်းတာသူကြီးပဲလှုပ်ချန်ခိုင်းတာဟိုကအသင်ခေယဆော်ယုံမင်းနှက်တင်ထားတဲ့ထမင်းကိုစားပြီးတော့အသင်ခေယဆော်ယုံမင်းကိုတတ်ဖို့သူအိတ်အိတ်ခန်းထဲကိုရောက်ပြီးသူကြိုက်တဲ့တန်လျက်ဓာတ်ကိုလက်ထဲရပြီးမှငါနေလေသူထမင်းစားထားတာမတတ်တဲ့မူဆိုသူ့ရဲ့ စွန့်ဩနဲ့တတ္တိကနဲတာမဟုတ်လေသူအခုချိန်မတတ်ပဲပြန်သွားရင်ဟိုဘရင်ကသူ့ကိုတတ်ချင်တတ်မှာအဲတတ်ချင်တတ်ပစ္စည်းဆိုတဲ့သူ့ကိုသူအသေးခံပြီးတော့ခြေစူးတရားကိုထိမ့်သိမ်းခဲ့တာဒါမြန်မာရာဇဝင်ထဲမှာဘယ်လိုတမိုင်းမှာတွေ့တွေ့ချင်မှတွေ့မှာအဲ့လိုပုံကမျိုးရဲ့ခြေစူးတည်မှုအဲ့လိုပဲမိတ်ဆွေတွေရဲ့ခြေစူးကိုကြံဖန်ပြီးတော့ခြေစူးတရားကိုမပြစ်မှားရဘူးတဲ့ မြတ်စွာဘုရားရဲ့ဆုံးမထဲမှာဆိုရင်အေးတစ်ပင်တစ်ပင် အောက်မှာအရိတ်ခုနားနေဘူးလို့ရှင်တစ်ပင်ကိုဖြတ်လို့ဖြတ်စီအခက်မချိုးသင့်ဘူးလို့ဒီလိုတော့ဟောတာဒါသက်ရှိမပြောနဲ့သက်မဲ့တော့မှပဲကိုယ်အပူရန်ကကာဝယ်ပေးထိုင်ယေရှုတရားလို့သတ်မှတ်ရမှာဖြစ်တယ်ခဏိတော့ယေရှုကမ်းမှုတွေတော်တော်များတယ်အေယဝရီမြေကြီးကကိုယ်ကိုဟိုကျွေးမွေးထားတော့လေအေယဝရီမြေကြီးတဲ့အမိုက်တွေပြည့်ဟိုဟာတွေလောက်တာလေယေရှုကမ်းညင်းတစ်မျိုးပဲပေါ့နော် ခြေသူကညင်တမျိုးပဲအဲ့ဒါလို့ကိုယ်နိုင်ငံကိုမွေးထားတဲ့နိုင်ငံပေါ်မှာကိုကခြေသူပြုတ်อ่ะခြေသူမကန်ရဘူးဘယ်ကိစ္စမှခြေသူမကန်ရဘူးဆိုတာဒါဒီမြတ်စွာဘုရားရဲ့ဆုံးမတရားတော်ဟာအလွန်ကောင်းမွန်တဲ့ဟာတွေတာဓုမေတ္တာနာမထုတ်ဖို့ကိုယ်ပေါ်မှာခြေသူပြုတ်ထားတဲ့မိတ်ဆွေတွေကိုမပြစ်မှားခြင်းဟာကောင်းတယ်တဲ့နောက်ဆုံးအချင်းညုံလေးရတော့ပါပတ္တကရဏံဒုက္ခံသူကြတော့ ဘဝမှာအဆင်ပြေဖို့သာဝရချမ်းသာဖို့ဆိုတော့ဘာလို့ဘာလဲလို့ဆိုရင်မဟုတ်တာမလုံနဲ့မဟုတ်တာမလုံလို့ရှိရင်ဒါဘဝမှာချမ်းသာဘာချမ်းသာတော့လို့မေးလို့ရှိရင်အနဝိသဒုက္ခ happiness or innocent လို့ခေါ်တာချမ်းသာတွေထဲမှာ happiness or innocent ဟာအကောင်းဆုံးပဲအပြစ်ကင်းတဲ့ချမ်းသာလို့ပြောတယ်မဟုတ်တာမလုံတိအတွက်ကြောင့်သူဟာ happiness or innocence အပြစ်ကင်းတဲ့ချမ်းသာကိုခံစားရတယ်ပါဠိလိုအနဝိဆာဒုက္ခပြောเสียအပြစ်မရှိတဲ့ချမ်းသာမျိုးလို့ဆိုအဲ့ဒီချမ်းသာမျိုးဟာအမျက်ဆုံးပဲအဲ့ဒီချမ်းသာမျိုးရဖို့ရတဲ့မကောင်းတာမဟုတ်တာတွေမလုပ်နဲ့မလုပ်ဖဲနဲ့ရှောင်ကြရမယ်ဆိုအဲ့တော့ဒီလေးချက်လေးကိုမတ္တနာယူထားမယ်ဆိုလို့ရှင်မတ္တထားပြီးတော့တာဓုဓမ္မ ရုစီရာစာခေါင်းဆောင်လို့ရင်အမှန်တရားကိုနှစ်သက်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။သာဓုပညာနာဝါနရောလူဖြစ်လာရင်အသိဉာဏ်ကျွဲဝါတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။သာဓုမိတ္တာနာမတ်ထုဘောမိစေတို့မပြင်းမာဘူးမပြင်းမာရဘူး။ပပတ္တကရဏံဒုက္ခမဟုတ်တာမလုတ်ချင်းဟာထာဝရချမ်းသာခြင်းရဲ့အကြောင်းဖြစ်တယ်ဆိုတဲ့ဒီမြတ်စွာဘုရားရဲ့တုံသင်ဆုံးမချက်၄ချက်တိုင်းလိုက်နာကျင့်သုံးခြင်းဖြင့် ကိုဘွားမှာအရှင်ပြေရမြမကဒီဘွားမှာလည်းကောင်းနောက်ဘွားဆိုရလည်းကောင်းဘဝဆက်တိုင်းကောင်းပြီးကောင်းကျိုးချမ်းသာတွေရနိုင်တဲ့အနေအထားမျိုးရရှိနိုင်တဲ့ဆုံးမစကားတွေဖြစ်တယ်လို့ရှုံကြည်ပြီးလိုင်းနာအကျင့်သုံးနိုင်ကြပါစေကုန်သတည်း